လောင်းဒေါင်းနေကနေပြဖိတ်ခေါ်လိုက်ရင်းနေပဲ game 3ပြန်လဲစတင်လာခဲ့ပြီဖြစ်ပါတယ်ဖက်ကူ e-sport နဲ့တွေးဖို့အရေးဒီ game နံပါတ်3လေးဟာအဆုံးဖြတ်ပေးသွားမှာဖြစ်ပြီးတော့ lower fine တွေတခုကိုဆက်လက်ပြီးတော့တက်လန်းရဖို့အရေးဒီ game နံပါတ်3လေးဟာဆက်လက်ပြီးအဆုံးဖြတ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ lower bracket ရဲ့နောက်ဆုံး fine နဲ့ပွဲစဉ်ကိုတက်လန်းသွားမယ်အသင်းကဖက်ကူ nest လားဘလက်သွန်းလားဒီ game နံပါတ်3မှာဘယ်တင်းဆက်လက်ပြီးအကောင်းဆုံးစူးစမ်းသွားနိုင်မလဲ game နံပါတ်1 game နံပါတ်2မှာလည်းတို့တပြန်ကိုတပြန်တီးခဲ့တဲ့နောက်မှာ ်လက်ရသွားပြီးညီနေလို့ပြောလို့ရတယ်ဗောနော်အဲဒီတစ်ခါ Stain Hyper Arena ပွဲစဉ်မှာလည်း Fake Ness Qualifier နေတက်လာခဲ့တယ်ဆိုပြီးအကောင်းဆုံးနေသားနေသူတို့စူးစမ်းရင်းနဲ့အဲဒီ Mangy Business လိုမျိုးအရင်ကောင်းတဲ့အတင်းတို့တော့မချော်ဖြက်ခဲ့ပြီးတော့ဘလက်သွန်းနဲ့ကိုလည်းဒီဘလက်သွန်းကိုလည်း game နဲ့ပုံမတီးထားခဲ့တယ်သို့တော့ဘလက်သွန်းကအကောင်းဆုံးတေချာသူတို့ရဲ့ experience အနေနဲ့ game တို့ပြန်တီးထားတဲ့နောက်မှာဒီ game number 3 Fake Ness ပြန်ပြီးရုံးကန်နိုင်မလားဒါမှမဟုတ်ဘလက်သွန်းကပဲ experience အနေနဲ့ထထိန်သွားမလားဆိုတာထကြည့်ရပါမယ် Good night you're finding error you you နဲ့လေးကတော့ပြန်ပြီးတော့ခံစားသွားရတယ်လို့ပြောရမယ်တစ်ဖက်မှာတော့လေယိုတင်နဲ့တော့နဲ့လေးဝင်ပြီးတော့ dash နေတာအဲ့ဒီမှမရှိတဲ့အနေအထားတစ်ခုနဲ့လေး ီကတော့စိတ်ကတော့ short ထားမှတော့ရမယ်အပေါ်လန်းကိုသွားပြီးတော့ goal match up ပြကြည့်မယ်ဆိုရင်လည်း OP နဲ့ Kafu နဲ့ကြားထဲမှာ Kafu ကတော့အဲ့လိုမျိုးသူ့ရဲ့ညချေးတိုင်းဘိုင်နဲ့ဆိုရင်တော့တစ်ဖက်ကနေပြီး OP ကို pressure တော့ပေးထားလို့ရတယ်။ Lemmy Freeze ဒီဘိုင်ပို့ပြီးတော့အဆင်ပြေနိုင်လောက်မယ်ဆိုပေမဲ့လို့လောဆယ် ရောမင်းပိုင်းအရဖေဂိုနက်စ်နေနဲ့စတင်ပြီးတော့လုံးလုံးနေပြီးလို့ပြောလို့တော့ရတယ်ဗျဖေဂိုနက်စ်တန်ဘောက်ဒီတစ်ခေါက်မှတော့တိုက်ချွန်ဆွဲသလိုမြဲငါဒီပွဲမှာလည်းပြန်ပြီးဆွဲပြမယ်သူအိုင်မဟုတ်ပြေချားတဲ့မှာနောက်မှလည်းဇီယန်စတန်လေးတွေပါနေဇီယန်ရှစ်ပွဲမှာလည်းကီမီနဲ့တကယ်ကိုလုံးလုံးနိုင်ခဲ့တယ်အကိန်းနဲ့မတူမှတော့သူယိုယိုပြန်လှုပ်တော့ခံလန်းရတယ်အပြီးယိုယိုဒီတစ်ပွဲမှာလည်းယိုယိုကလည်းဒီလက်ရှိဒီ SDR မေရှဲမပါနေခဲ့တဲ့ချူရှင်းကိုပြန်ရတာဆိုတော့ယိုယိုကိုင်ဘောက်တော့ပိုကောင်းပါလားဇီယန်ဒီမီတာကိုပိုကောင်းမှလို့မှာပါလာတယ်ဆိုပေမဲ့ခရစ်စတီယန်လူတဲ့ဒါပေမဲ့လည်း CK အပြီးစဝက်ပြေချားတဲ့မှာတော့ပြန်ပြီးရလိုက်ပြီးပထိုက်ချွန်အဲ့ဒါမှခရစ် Louisiana Leo Dash in a Jimmy Forward Laya, we book Clan, Payoni as <laughs> a PCK and a generation in number 10 for CNDMC, Time for Book Clan, Jimmy with Tom on a sorry, Time at Yuko. ပြန်ပြီးတော့တေကန်ဒီဆက်ဆဲလေးနဲ့ပြန်ပြီးလွတ်သွားတော့လွတ်သွားပါလေဒီကဖလစ်ကကြံသွားလို့ပြန်နော်ဟုတ်တယ်ရွေရွေ landing flare landing flare လေးကလည်းသွားပြီးတော့ကဲသွားတယ်လို့ပြောရမယ်ဒါပေမဲ့ဒီအချိန်မှာတော့ fairness နေနဲ့သူတို့ရဲ့ objective တခုကိုတော့စာပြီးတော့ trade trade နေပြီလေယောပြန်ပြီးတော့ tesla နဲ့12.5 piece ဘာကလည်းပြတာပေါ့တို့ chase အန်ယူဝိုးထွက်ကတော့မလွယ်သေးဘူးလို့ပြောရမယ် aggressive wave ပေးလိုက်ကြာနေပြီရှီယန်လီကိုတော့ပြန်ပြီးရလိုက်တာနဲ့တူပဲရွေရွေအနေနဲ့ကလည်းရှီယန်တော့ပြန်ပြီးရလိုက်သေးတယ်ဗျာနောက်မှလည်းတိုင်ချွန်ရဲ့ non stanley တွေအဲ warfrika လေးတွေဘာလေးဘာလာတဲ့အနေထားဆိုတော့မလွတ်သွားဘူးပေါ့နော်ဒါပေမဲ့စီယန်တကယ်ကောင်းတဲ့ jungle တကောင်ပြန်ပြီးကောက်ထားနိုင်လိုက်တာ ာလေးကတော်လေးကောင်းသွားတယ်လို့ပဲပြောပါမယ် CK ကလည်းနောက်မှ rapper စားပြီးရင် data 5ကိုပြန်လဲ join မှာဆိုတော့ fair တွင်ပါနေတဲ့ data objective ကပို့ပြီးအားတာသွားပြီးတော့ fakeness ကပဲ first start တွေဥဆောင်သွားနိုင်မလားအဲ့မဲ့တစ်ဖက်မှာလည်း level 5တိုင်မြေအတီတီရှိတဲ့ tsunami slam ပါသွားပြီ number bandity zone two man so damage တူးတုံးတဲ့ damage ကြီးမှာ yuko ရိုးရိုး damage ကြီးမှာထပ်ပြီးတော့ down သွားရပြီဗျာဒီတစ်ခေါက်တော့ကျွန်တော် ultimate အရင်ဆုံးရနေရဆိုတဲ့ချိုအနေနဲ့ကတော့အရင်ဆုံး pick off ဥွားရဲ့လို့တော့ပြောလို့ရရမယ်တစ်ဖက်မှာလည်းကျွန်တော် follow up လိုက်လာတဲ့ bombo club yeah ပနဒီဆုံတော်တော်လေးကိုတော့ကျွန်တော်တို့ထိန်းကောင်းထိန်းတာတော်တော်လေးကောင်းသွားတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာနောက်ပိုင်းကျွန်တော်ဘက်တရီဘက်တရီမှာတော့အဲ့လိုမတန်ပေါင်းရဲ့ iron hook နဲ့တစ်ဖက်ကနေပြီးတော့ရှီယန်ရဲ့ဘင်းနေ positive ဘယ်လောက်ထိအလုံးလောက်လာမလဲနောက်မှလည်းကျွန်တော် CK အနေနဲ့မြန်တဲ့ follow up line နေတယ်တစ်ချက်ရှိတာကကျွန်တော်လက်တော်အနေနဲ့ကသူတို့ mage ထုတ်လိုက်တဲ့အချိန်မှာနည်းနည်းလေးဆော့သွားတယ်ရိုးရိုးအနေနဲ့ကျူရှင်ဖြစ်သွားတယ်ဆိုတဲ့အတွက်ကြောင့်တစ်ဖက်ကနေပြီးတော့ကျွန်တော် OP တို့ဘာလို့ lonely damage တွေကို faster air strike တွေပိုင်းနဲ့ပြန်ပြီး counter ရဲ့ဘာတွေတော့မပါဘူးအဲ့တော့ OP ရဲ့ damage output တွေကိုတော့နောက်ပိုင်းကျွန်တော်ဘက်တရီကြရင်တော့ကြည့်ရမယ် loss ရဲ့ goal line match up တွေနဲ့ဘက်တရီလာ join နဲ့ နေထားတစ်ခုမှာတော့ကျွန်တော်တို့ဘတ်တက်အလုတ်ခက်လေးရအောင်စာပြီးတော့ကြည့်ရတော့မယ်ဗျာစကေးထင်းတော့ခံထားရတယ်ဒါမှမဟုတ်ရှင်ပါသွားပြီနောက်မကဘူး damage ဒီ time CK တော်တိုင်းတော်လေးကရောက်သွားတာပေါ့နော်တော်တော်လေးကို damage ခံစားလိုက်ရရင်ပဒေါင်းသွားတယ်ပြီးတော့ဒီတပွဲမှာလည်းဘဘဘကလက်တီလေအားလုံးမရောက်ဘူးဆိုပေမဲ့အားလုံးနဲ့နီးတို့လာပြီးတော့ဖမ်းနိုင်မယ် flicker penalty zone ကြီးနော် trade လာကြီးတက်ရတာဆိုတော့ပြန် penalty zone ကလည်းရှစ်ပွဲမှာတော်လေးရှစ်ပတ်တဲ့တခုမှာတော်လေးအလုတ်လုတ်ပြသွားခဲ့တယ်ဗျာနောက်ပိုင်းနောက်ပိုင်းအဲ penalty zone ကြီး ceramic stand ကြီးနောက်မှာ heavy crossbar dead ကြီးတော့ down shot ခံနေရမယ်ဆိုရင်တော့ ရက်ကဖက်ကိုနက်စ်ပို့ပြီးတော့တိုင်ပတ်သွားနိုင်တဲ့အနေဒါနော်။ဟုတ်ထပ်ပြီးတော့တချို့တော့မိထားတယ်။ Buddy Hand မှာထပ်ပြီးပေးလိုက်နေတဲ့ခုမှာ OP damage တော့မလောက်သေးဘူး။တဖက်မှာလည်းကာဖူး every ground boy နဲ့တူပဲ OP ။ထပ်ပြီးတော့ down wide ပြတဖက်မှာတော့ရိုးရိုးပြန်ပြီး bucket ရောက်လာတဲ့အတူ Fergonas ပြန်ပြီး forward ထားအောင် ကာဖူးအနေနဲ့စပရင်သုံးပြီးတော့ပစ်ထားတဲ့အနေအထားတစ်ခုမှာ Rumors ပြီးအများဆုံးနဲ့ဒီ heavy crossbar damage တွေကအတက်ဝင်သွားတယ်လို့ပဲပြောရမှာပဲဗျာနော်အဲ့တော့ဒီဘဝဲပြီးတော့ဒီနောက်တဲ့ team fight တစ်ခုမှာပြန်ပြီးကြည့်မယ်ဆိုရင်လေ Warface ဖြတ်ပေါ်တော့အရင်ဆုံးဘိုးဘိုးကလေးရဲ့ Fanny Zone ကပူကောင်းနေခဲ့တယ်ပြီးတော့နောက်တဲ့ဒီ OP နဲ့ မရှိနေခဲ့တဲ့ကောင်ဖူးမှလည်းကောင်ဖူးရဲ့ Harry Cross ပေါ်ပိုကောင်းနေဆိုတော့လက်ရှိမှာတော့ဘလက်သွန်း side side ကတော့ပိုပြီးတော့အားတာနေတယ်လို့ပြောရမှာပဲဗျာ။ Mobile League ဘိုင်းမှာတော့ကျွန်တော်နောက်ပိုင်းပြည်ရေးကြိုက်တော့တစ်ချက်တော့ကြည့်ရမှာပေါ့နော်။ဒါပေမဲ့ဘုံဘုံ Club ရဲ့ဒီ crowd ဝင်ထိုးရနေတော့အားတော့မဟုတ်ဘူး။အဲတစ်ဖက်ကနေလည်း New Go ကိုလည်းမေးထားလို့တော့မရအောင်။ဒေါ်စဲကတော့ OP နဲ့ကျွန်တော်ရှီယန်တို့ကတော့ဖြည့်ရှင်းမှုအတွက်ကောင်းနေလေးပြန်ပြီးစဉ်းစားရမယ်ဆိုပြီးတော့တစ်ဖက်ကဒီ fan line တွေတိုးလာတဲ့အားတွေကိုတော့ယုံယုံလက်နဲ့ plan နဲ့ပြန်ပြီးထိန်းလာလို့ရတယ်ဆိုတော့ပြောရဲဆိုရင်တော့ CK လေးပေါ့မြောက်တော့ဝိုင်းနေမပြတ်သေးဘူးဗျ။ဒါပေမဲ့ Leo ချောင်းအောင်တော့ယူထားပါသေးတယ်။ CK ချောင်းသွားတဲ့ပတ်တဲ့တစ်ခုမှတော့နောက်တဲ့ တာတဲ့ objective ကိုလည်းဘလက်သွန်းဆက်လက်ပြီးတော့ပဲရရှိထားသေးပါ and number of first starter second starter နဲ့တူပဲ hiroki 6កောင်တီတီရရှိထားတဲ့ဘလက်သွန်းဒီ game number 3ရဲ့ early match တစ်ခုကိုတော့ဥဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်တော်တင်းနောဝမှာလည်း 2k ကျော်အဲနောက်ထပ် tower မရသေးဘူးဒါပေမဲ့ tower ကထိရသွားမယ်ဆိုတော့ network 3k နီးပါးတာတာသွားနိုင်တယ်ပေါ့နော်လက်ရှိ network 2k နဲ့ထွက်နေတဲ့ item damage ကလည်းတကယ်ကိုကောင်းနေခဲ့ပြီဆိုတော့ pawn lane ရဲ့ first tower တလုံးကိုဘလက်သွန်းစပြီးတော့ယူပါပြီ falconess အနေနဲ့ carfu ကို focus ထားတယ်ဆိုတော့ကောင်းနေဒါပေမဲ့တစ်ဖက်က black thorn နေနေတာသိရပြသူတို့ carfu ကိုပဲ backup အပြစ်ပေးထားတာ ဖူးဒီတမကနေပြီးတော့ OP နဲ့ CN နဲ့ကို sprint သာရှိရဲဆိုရင်တော့ကောင်းကောင်းကြီး aiming target ထားလို့ရရဲဆိုရင်နေသားဘက်မှာကျောင်း network ကမှကြီးမယ်ဆိုရင် 1k လောက်တော့ goal line နဲ့2ယောက်ကြားထဲမှာဟာအဲ့ Basket Fury ပြီးွားမယ်အဲ့နောက်မှာတော့ထပ်ပြီးလိုက်လာမှာ Hazing Claw ဒါပေမဲ့ Lawrence Win Dog ကလည်း Basket Fury နဲ့နေသူ့မှာ brush damage တွေတောက်လျှောက်လိုက်ပေးလို့ရမယ်ဆိုတဲ့အခြေအနေကိုသိမကြခင်6မိနစ်တိုင်းမှာအကျော်မှာတော့ Fairness ရင်ဆိုင်ရတော့မှာဗျဟုတ်တယ် OP က Sky Pierce ကအရင်မပြီးပဲနဲ့ Carfu ကတော့ critical ကိုအရင်ပြီးသွားမယ်ဆိုရင်တော့ Effective Fairness နေတော့ဘယ်လိုပို့ပြီးတော့တိုင်ပတ်သွားနိုင်တယ်အစောပိုင်းဒီ Win Dog ကနေတော့မှတော့တိုင်ပတ်နေ ဗျာ critical တွေအရဆိုရင်တော့ပုံပုံပြတိုင်ပတ်သွားနိုင်တဲ့အနေအထား penalty zone တွေ critical damage တွေ heavy cross ball တွေရိုးရိုး lander flare တွေ tsunami slam တွေအများကြီးပြတဲ့ damage အဲ့ဒါအောင်မှာ ရစ်စတီယာနိုလီယိုရဲ့အလက်တိုဘီကနဲ့ကဘက်စတမ်မီတိုင်မြောက်ကိုပို့ပေါင်းသွားရင်တော့ Fagunes ဗတဲ့မပူပြီးပြတ်တာပူမြန်သွားနိုင်ပါတယ်အဲ့အရာတွေအဲ့အရာတွေကို Fagunes ဒီ game number 3မှာဘယ်လိုမျိုးပြောင်းပြီးတော့ထိန်းချောင်းသွားမလဲ game number 1တုန်းက pick လေးကိုရရှိထားတယ်လက်ရှိအားသာတယ်ဆိုရင် pick တစ်ခုပြန်ရထားတယ်ဆိုပေမဲ့ဒီ pick တစ်ခုကိုတိတိကျကျလေးအသုံးချပြနိုင်ဖို့တော့တော့လိုအပ်နေပါသေးတယ် OP အနေနဲ့အားဒီ game အရင် confirm မဖြစ်ထားဘူးဆိုတဲ့အတွက် Fagunes အနေနဲ့က famous speed တွေရှာပေးရမှာ throw tower မဲ့ boss ဘုံဘုကပ်လို့မိထားတယ်ဆိုရင်ပန်နီစုံထပ်ပြီးတော့လွယ်လိုက်အချမ်းမကျုခုံသူမှပါတော့ကိုပြေးပြီးမိနေပြီဗျာအဲ့တော့ဘုံဘု black ကိုပြန်ပြီးတော့ op ထိတ်ချောင်းလှုပ်ထားနိုင်ငယ်နေ sky bears လေးကိုအရင်ဆုံးစပြီးပြီဆိုတော့ meta changes ကိုတောက်လျှောက်ပဲပြန်ပြီးလှုပ်ပြသွားနိုင်မလားဆိုတော့ထက်ကြည့်ရမယ်ဗျာအဲ့ဘက်မှာတော့ဒီ penalty zone ရော hyuki ရော flick ရောရလိုက်တယ်ဆိုတော့ timing တော်လေးကောင်းသွားတယ်လို့ပြောရမှာဒါပေမဲ့မတန်တာကတော့နောက်ထပ် online first tower တလုံးပြန်ပြီးတော့ပေးလိုက်ရတာပေါ့နော် hyuki တွေကဒါ hero hero တွေပြန်ထွက်တယ် tower တွေကပြန်မပေါ့ဘူးဗျာနော်ဟွန်း yuko မှာတော့ဒီအချိန်မှာ fake crack fake crack တွေ fake crack ကောက်ရှိရဆိုပြီး fake crack ကောက်ရှိမရှိမသေးကြသေးဘူးပေါ့နော် timing တစ်ခုတော့ပြန်နေပြီးတော့စောင်းအောင်မယ်ဒီအချိန်မှာ yuko ပုံအများကြီး platform နေနေရလဲကြောက်ကြည့်ရအောင်မယ်ဗျာ river ဧရိယာတစ်ချောင်းမှာတော့35ရိုးရိုးရဲ့လုတ်ကွက်တွေအများကြီးလိုအပ်နေတယ်ဆိုတဲ့ဘက်သုံးအနေနဲ့တော့35ကိုတော့ခေါင်းထုတ်ဖို့မလွယ်သေးဘူးတစ်ခါမှ Fagonas Fagonas ပြီးပြီးတော့လောက်တော့မယ်ဒါပေမဲ့ Legend တစ်ခါ CK Retribution ပြန်ပြီးကောင်းတဲ့ Energy Ration ဒါပေမဲ့ကာဖူနောက်မှာပတ်တုံးနေတယ်ဆိုပေမဲ့ Tempo ထိန်းထားပြီးတာလေတော်တော်လေးကိုကောင်းသွားခဲ့တယ်ပဲအဲ့တော့ကာဖူ 3v1 saturation တခုနေကြားမှာပြင်ပြီး down ပါတပပုတ်ကလဲကျန်နေရဆိုပြီး CN damage တွေ sky ပြသပြီးတဲ့ effect တွေတပစီ K damage တွေဒီဘက်တဲ့ tiny point တခုကို black ton ပြန်ပြီးတော့ပေးလိုက်ရပါပြီကျွန်တော်တာတဲ့ objective ပေးရတဲ့အနေထားတခုမှာခေါင်းရံတွူလိုက်တာတော့မှားရင်သွားပြီလားဆိုတဲ့မေးခွန်းတွေကိုတော့ဒီအချိန်မှာ black ton ဘက်ကတော့မေးရတော့မယ်နောက်ဘက်အတားရရှိချတာတော့မှန်တယ် swing လို့ဒီအချိန်မှာ fairness လူမှုတင်းဝိုင်းအောက်လောက်နှီးပါအောင်ရရှိွားနဲ့အတူပဲသူတို့အတွက်ကတော့ objective တွေဒီအချိန်မှာယူလို့အကောင်းဆုံးပဲဗျအဓိက CK အနေနဲ့ back line ထဲမှာဝင်ပြီးထိန်းဝါချိန်ဝါလည်းကောင်းတယ်လက်သွန်းအနေနဲ့ဗတဲ့ကွဲွားသလိုဖြစ်သွားတာဗျဘုံဘုံ club နဲ့လူမှုကျွန်တော်တို့ဒီဟွာနေပေါ့နော်ကာဖူးနဲ့က တဖွဲ့တဖွဲ့ပြီးတော့ရိုးရိုးအနေနဲ့နောက်ကနေပြချိုး OP နဲ့ CK နဲ့ကိုပြေးပြီးထိန်းလိုက် OP ကတော့ပြန်ပြီးရားလိုက်တယ်ဆိုပြီး CK ကျတော့သူဖြတ်ဖို့အတွက်ကတော့မလွယ်ဘူးဆိုတော့ဒီချိန်မှာကြာဆုံးများသွားတော့ Black Thorn ဖြစ်သွားတယ်ဒါမျိုးလေးချိုး Micro Movement လေးတွေကိုထပ်ပြီးတော့ Gyu Sai မှာတော့ရမယ်ဟုတ်တယ်ဒီအဓိကတော့ Penny Zone နဲ့ဒီ Heavy Crossbow ကို Timing မိမိနဲ့သွားပြီးချချင်လိုက်တာဒါပေမဲ့ Penny Zone လဲ Penny Zone နဲ့ Heavy Crossbow တိုင်းမှာမိသွားတယ်လို့ Carvu ကိုလည်း Bloody Hand နဲ့ထိန်းထားလိုက်တဲ့ Tempo ရဲ့ Eddie Spade တကွက်ကအဲ့ဘက်တက်တခုမှအရန်ကောင်းသွားတယ်ပဲပြောရမှာပဲ Carvu ကလွတ်လွတ်လပ်ပြခွင့်ရရှိသွားခဲ့မယ်ဆိုရင်ရှေ့ပြီးနောက်ပိတ်ဒါလုံးဝ Fake Connect ကပိတ်ခံသွားမှာဟုတ်တယ်အဲ့တော့ Fake Connect Spence ဒီ repair ရှိလောက်သွားတယ်ပဲတခုတော်တော်လေးကောင်းသွားတယ်လို့ပြောရမှာပဲအဲ့နောက်မှာတကယ်ကာဖူကိုရိုက်ချစ်ထားရင်းနဲ့ပဲတာနေခဲ့တဲ့နှုတ်အားလုံးကိုပြန်လဲပြီး Fakunet ဖက်ဖြတ်ထားနိုင်ခဲ့ပြီအဲ့နောက်မှာ Bandit ကိုပါယူနေပြီဒါပေမဲ့ Bandit စုံနေကြားမှာဘုံ Clap Sorry damage တွေ baby ကာဖူ damage တွေပြန်လာဝင်ပေးပြီဗျာအဲ့နောက်မှာတော့ Strike Chill Tsunami Stand ပြန်ပြီး Tame ပဲဆိုပြီးဒီမှာမတန်းပေါ့ Bloody Hand နေတဲ့သူ OP damage တွေကြားမှာ Hurricane တစ်ကောင်လောက်ပြန်ရခဲ့ Sick မတင်သေးဘူးအဲ့နောက်မှာ Sky ပြန်ကြ OP Fat damage တွေနဲ့အတူပဲပြန်ပြီး down သွားခဲ့တာကာဖူနောက်တစ်ချိန် down သွားခဲ့ပြီဆိုတော့ Network Gap ကို Fakunet ြန်ပြီးတော့ဥဆောင်တော့မှာပါ Falconers ဘက်ကနေပြီးတော့ကျွန်တော် CK အနေနဲ့ကလည်း front line ထဲမှာကောင်းကောင်းကြီးမာထားပေးနိုင်တယ်လို့တစ်ဖက်မှာလည်းကျွန်တော် OP နဲ့ CNC ကနေပြီးတော့ထွက်လာတဲ့ damage ကြီးကလွတ်လွတ်ကျွတ်ကျွတ်ကြီးရေဆိုဒီအချိန်မှလည်း OP Mega Gate ထပ်ပြီးတော့ရလိုက်ပြီ Sky Pierce ကနောက်ပိုင်းမှာ OP ရလာတဲ့ Hero Gate ကြီး6កောင်ရှိသွားပြီဗျာဟိုတော်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 ကျန်းတော်ရတယ်နော်အဲ့တော့တကယ်ဝဲကျွန်တော်ဒီ critical ထက်အရင်ဆုံးပြီးသွားတဲ့ Sky Pierce လေးကတကယ်ပွဲ channel point တစ်ခုဖြစ်သွားတယ်လို့ပဲပြောရမှာလေအဲ့တော့မှနောက်မှ CN ကလည်း Sky Pierce ဆိုတော့ Sky Pierce ကနှစ်ချောင်းနဲ့ step အများကြီးနဲ့ဒီ begin time တစ်ခုကတော့ Fakeness ပူးဆောင်ထားရင်းနဲ့ပဲနောက်တစ်ချိန်လော့ဟာဆက်လက်ပြီးဖိုင်ဆိုင်သွားခဲ့ပါပြီဒီလော့နဲ့တော့ဆိုရင်တော့မက်ကလေးနေပါလိမ့်မယ်ပြချပေးနိုင်မလားဆိုတော့ကြည့်ရမယ်လော်လော့စခရစ်စတီယန်အီလီယိုရီကောတော့ပြန်ထောင်းနေသတန်ပေါ့မိသွားပြီဒါမှခုမိမလားဒါမှမလွယ်မိုဘလတီလက်အရင်များတယ်ဒက်စ်လက်အရင်များတယ်ဆိုတော့ဖမ်းမှုတော့မလွယ်ဘူးဗျခရစ်စတီယန်လီယိုသူလုံနိုင်လုံနိုင်တဲ့အရာလေးတော့ကောင်းကောင်းလေးလုတ်သွားတယ်လို့ပဲပြောရမှာပဲအောင်လေးကိုပြန်ပုတ်ထားတယ်ဆိုတော့ ်လောပြန်ပေးလိုက်ရတယ်ဆိုပေမဲ့လိန်လေးကိုတော့ဒီဘလက်သုံးပေါ့နော်အနေငယ်တော့ပြန်ထိန်းထားနိုင်မသေးတယ်ကျုပ် bloody hand နဲ့တော့တစ်ဖက်ကနေပြီးတော့တိုက်ချုံအနေနဲ့ဝင်အားထွန်းရတာလေးရတယ်နဲလီခယူတော့ဆိုက်ရမယ်ခုနကလည်းသူဝင်ပြီးတော့ pick off လုံးမလို့ဗျဒါပေမဲ့တစ်ဖက်ကနေပြီးတော့အဲ့လိုမျိုး ဟိုကနေတန်ပေါက်နေနေကဝင်းနာခရောင်းခဲပြီးတော့ပြန်ပြီး ultimate bloody hand ပေးလိုက်တဲ့အချိန်မှာသူဘာမှလုံးလို့မရအောင်ဖြစ်သွားတယ်အဲ့တော့တန်ပေါက်ရဲ့ ultimate လေးလေပတဲထဲမှာတော့တော်တော်လေးကိုကျွန်တော်တို့ view side နေတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်ဆို fairness အခုတက်လာတဲ့ lot object နဲ့တူပဲသူတို့ရေမီကာလေးစပြီးတော့ try ကျွန်တော် try လို့ရမယ်ဒါပေမဲ့လက်သုံးဘက်ကနေပြန်ပြီးတော့ကြည့်မယ်ဆိုရင်ခုနလိုမျိုး op နဲ့ cnc ကနေပြီးတော့ free damage တွေသူတို့ရှိကိုအပြုံလိုက်ကြီးမဝင်ဖို့တော့လိုမယ်ဗျာဟို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  i get i get အများကြီးပဲ down shot ထွက်လာခဲ့ cknd ရှင်းပါတော့ထပ်ပြီးတော့ပါလာခဲ့ပြီ flat ဟိုထပ်ပြီးတော့ down ရောက်ရပြီအကြိုက်တော့မလို့ပဲနီစုံတော့မထိုးလိုက်ရအောင် ဗျာအဲ့မတူကိုသူမထက်ပြီးတော့ထိန်းနေဆိုပြီးယူဒမ်မေ့ချာမှာပြန်တောင်းသွားပြီးယူယိုးကိုတိုင်းလည်းပြန်တောင်းကန်ဒီဆက်ဆဲပါစကိုင်းဘီအဇာစတက်ဒီရူစနူဒီဂျာမှာတော့တော်တော်လေးကိုခံစားလိုက်ရတယ်ဗျာအဲ့တော့မတော့မေကရှိမရှိတော့တဲ့နောက်မှာတော့မေကလင်းဟိုပါဆက်လက်ပြီးတော့ပဲဘလက်သွန်းပေးဆက်ထားပါတယ်ဘူဘူကလပ်ပြန်ပေးလိုက်ရတယ်ဆိုပြီးမဲ့ဘာနီနီဒီဒီဖတ်စလော့လေးကိုတော့ဒီလောက်နဲ့နေဒက်ဖက်ထားနိုင်တာကတော့အစိုးရရဲ့အကောင့်တစ်ခုလိုပဲပြောရမှာပဲယူယိုးရဲ့ကျူရှင်းပစ်နေနေရောရှေ့ front liner ဖြစ်တဲ့ CK ရောညူကိုတို့ထိန်းထားနိုင်တာမှန်တယ်ဆိုပြီးမဲ့လို့တစ်ဖက်ကနေပြီးတော့နောက်မှာရှေ့နေတဲ့ OP တို့ဒီ CN တို့ကိုတော့ပြေးပြီးတော့ကြည့်ဖို့အတွက်ကတော့ဘလို့ းမှမလွယ်ဘူးဖြစ်နေတယ်ကြီးမယ်ကြီးကျင်တယ်ဆိုရင်တော့မှခရစ်စတန်ဘယ်ကွန်နဲ့ဘလိုင်းနဲ့အထိဝင်းတိုးမှရရမယ်ဆိုတဲ့အခြေအနေပြီးတော့ Sky Pierce ရှီယံမပါတာဗျဘလက်ဝင်းနဲ့ပေါ့နော်ပြီးတော့ကျော် Glowing One တွေဘာတွေနဲ့ဆိုတော့ကောင်းကောင်းကြီးလုံးဝ Breast Damage တွေပေးလို့ရတဲ့အနေအထားဖြစ်နေပြီဘုံဘုံ Class ဆိုလဲ Iron Hook ပါသွားပြီဆိုတော့ Time ပြတ်ဖို့ပြတ်ဖို့ကကျင်းတင်နေပြီဗျအိုင်ဒီယာမှာသူအတိနာရှိလဲမပြီးသေးဘူးဆိုတော့ Magic Defend တွေကိုဒီချိန်မှာသူမခံစားနိုင်ဘူးအတိတနာရှိတို့မဟုတ် Oracle ပြီးမှပဲဘုံဘုံ Class ရဲ့ Penalty Zone ကပို့ပြီးအသက်ဝင်လာမယ်သဘောပါအဲ့နောက်မှာ Lekka Food အနေနဲ့အိုင်ဒီယာပါသွားပြန်ပြီ Bloody Handy Dive မှာတော့မရှိနေတဲ့ င်းမေးတင်နေပဲတခါတည်းတန်းပြက်တယ်ဗျာလုံးဝမပြက်ဘူးဆိုတာမဖြစ်ကိုမဖြစ်ရဘူးဆိုခိုင်းမိရတာနှစ်ချောင်းဆိုပြက်ကိုပြက်တယ်ဗျာ음 Fagoness နေနေကတော့ရှေ့ရဲ့ Long Ambush တဲမှာရှိမယ်ဆိုတော့ကြိုပြီးတော့တွက်လိုက်တယ်ဘောနော်တစ်ဖက်မှာလည်းကြုံမနေတင်ဘူးမြတ်တကယ်တော့တော်တော်လေးကို Anya များနဲ့ဇုံလို့ပြောလို့ရတယ် Wishing Landan ရိုးရိုးပြီးတော့ပြီးသွားပြီဆိုတော့ Clan Landan တွေပဲပြန်ပြီးတော့ထိန်းထားနိုင်အောင်မယ်ဘိုဘို Club Pan ဒီဆိုပေးပြီးတော့ပြန်ပြီး Forward ထားတဲ့နေသားတစ်ခုမှာတော့ Fagoness နေနေကတော့ န်းနည်းလေး fade လောက်ပြီးတော့ပဲသူတို့အနေနဲ့ lost down တစ်ခုရှိကိုသွားပြီးဥတီဝါလိမ့်မယ်လို့ထင်တယ်ဗျ။ကိုတေချာတဲ့အရာကိုပဲလုပ်မှာပေါ့နော်။အဲ့တော့ Bumo Black ကတော့ Rainy ရဲ့အာမလေးသွားလာပြီးဆိုနောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းသူ Magical Magic Defend ဒီတော့ပိုခံလာနိုင်တော့မှာဆိုတော့ကြာလေနော်။အဲ့တော့အဲ့အဲ့နဲ့ချောင်းလေးနဲ့ဘယ်လောက်ထိအလုပ်လုပ်သွားနိုင်မလဲ။သူ Fantasy Zone ကိုပို့ပြီးတော့ကောင်းအောင်မထောင်းသွားနိုင်မလား။ပြီးခဲ့တဲ့ battle တစ်ခုမှာလေ Fantasy Zone က attacking တော့မဟုတ်ပဲနဲ့ပြေးဖို့အတွက်ပြန်ပြီးတုံးနေရတာတော့ Black တုံးတော်တော်လေးတိုက်ပတ်နေပြီ။ဒါတိုင်းအဲ့တင်းဆိုပေမဲ့လည်းပဲ Fagness နောက်လျှောက်ပဲကောင်းနေခဲ့တဲ့ကစားကွက်တွေကြားထဲမှာတော့ပြန်ပြီးတိုက်ပတ်နေတဲ့ Black တုံးဒီ game number 3ကို မ်ပီထိတ်ထောင်းမလုံးနိုင်ဘူးဆိုရင်တော့ lower fine တွေကိုတက်လန်းရမယ်အခွင့်အရေးကိုဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့်မလို့ဘလက်သွင်းရဲ့နောက်ဆုံးစ조사ရုံးကန်မဲ့ရုံးကန်အားလေးကိုဆက်လက်ပြစောင့်ကြည့်ရမယ်ဗျ Fagonet game 1လုံးကတားသလို game number 3မှာလည်းပြန်ပြတားနေခဲ့ပြီ Quincy penalty zone မှာဟောမမ OP လေးကိုတော့မိနေတယ် yo yo live the damage meter ဆို CN cover တားနေမှာပြန်ပြတိုင်ပတ်နေဘူး club ပါ yo yo လည်းတိုင်ပတ်နေပြီဒါပေမဲ့ CK ဒီမှာလည်း tap out damage တောင်းချောက်ကိုပြန်ပြီးတော့ပေးနေမှာ Cristiano Leo တောင်းသွားပြီ OP တောင်းချောက်ကိုပြန်ခွဲခွဲရရှိနေနေပဲငါးကော၄ ောင်လုံးတည်ဆုံးသွားတာဗျကာဘူးတစ်ကောင်လေးပဲကျန်တော့တာပါဒီပုံစံဒီနေဒါနဲ့ဆိုလောက်တော့မှမယူဘဲနဲ့ Fakuness တင်းပြီးတော့အန်လုံးရတဲ့အနေထားပါဘလိုင်းနဲ့ကနေပြီးတော့ damage output တွေကောင်းကောင်းပေးနေရဆိုတော့ OP ကိုပြေးပြီးတော့ကြီးလိုက်တယ်ဆိုပေမဲ့လို့ planning fail လို့ပြောလို့ရကာဘူးလက်တော့မလျှော့ချင်သေးဘူး heavy cross ball ပေးနေရဂျာနေရနေပြီး iron hook by tambo how about that Fakuness now the gain of a 3ကိုဒီအချိန်မှာအနိုင်ဘူးကတေးကြွားပြီဆိုတော့နောက်တစ်ဆင့်ကိုတော့တက်လန်းသွားနိုင်တော့မှာပဲဖြစ်ပါတယ် fake on versus fake on net တို့ရဲ့ lower fine ပွဲစဉ်ကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ပဲကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်အဲ့